င်္ဂလာပါခင်ဗျရှန်ကိုခစ်တက်ကနေဒီနေ့လည်းကိတရင်နေကိုတင်ဆက်ပေးပါမယ်မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့တင်ပိုက်ထားတဲ့ဘူစေတရငမ်းမိုင်မှာညီတော်မဟာမိတ်သုံးဘွဲ့ကသာထိန်းချုပ်ပြီးအခွန်ကောက်ခံနေမှုကိုအကြမ်းဖက်မဲ့အွန်လိုင်းနဲ့ဗိုလ်ချုပ်တွေကကြေညာမှုမရှိပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဘာမှလုပ်မရဘူးလို့ဆိုပါလေရှခမင်းကကြောက်ဖြူမြို့ကို ြောင်းလာတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ခမရ111ဒုတရင်မှုဘုံမှုဝင်းတန့်ဆိုသူဟာအရခတတော် AA ရဲ့စနိုက်ပါမိပြီးဘွဲချင်းမိကိုတိတ်သွားပြန်လို့ကြောက်ဖြူမြို့ကတိုက်ပွဲတွေပါစစ်မှုန်းတသားတစ်တွေနဲ့အများပြားကိုတည်နေကြတဲ့အပြင်ရာနဲ့ချီတဲ့စစ်သားတွေလည်းလက်နက်ချအလင်းဝင်းတာတွေရှိနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစုံတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြောက်ပိုင်းညောင်မဟာမိတ်၃ဘွဲ့သိမ့်ပိုက်ထားတဲ့မူစေတရာ၅မိုင်မှာ ညီတော်မမိတ်သုံးဘွဲကသာထိမ့်ချုပ်ပြီးအခွန်ကောက်ခံနေမှုကိုအကြက်ဖက်မဲအောင်လိုင်းနဲ့ဗိုလ်ချုပ်တွေကကြေနှက်မှုမရှိပေမဲ့တရုတ်ရဲ့ PR ကြောင့်ဘာမှလုပ်မရဘူးလို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ကစ်တေကိုပြောပါတယ်လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့ဂျာဝင်စွတ်ဖက် PR ပေးမှုကြောင့်ကိုကန် MNDAA တက်တဲ့အကြက်ဖက်စစ်ကောင်စီတက်ကြရောက်တဲ့နေရာမှာအပြစ်ခက်ရစဲရေးသဘောတူညီချက်လုပ်ထားရတယ်လို့ လာရှိုမျိုးကိုစကောင်စီလက်ထက်ပြန်ပေးဖို့ကိုလည်းတရုတ်က MNDAA ကိုဖိအားပေးထားပြီးစကောင်စီကိုလည်းမြောက်ပိုင်းညီတော်မဟာမိတ်၃ဘွဲ့သိမ့်ပိုက်ထားတဲ့မူဆက်တရငတ်မိုင်ပါဝင်ထိမ့်ချုပ်နေမိတွေကိုစစ်တပ်ကတိုက်ခိုက်မှုတွေမလုပ်ရဘူးဆိုတဲ့သဘောတူညီချက်တွေလှုပ်ထားရတယ်ဆိုပါတယ်အဓိကကတော့နေဆက်ကွန်တွေပြန်ဖွင့်နိုင်မှုအတွက်တနတ်တန်မပေါက်ဖို့တရုတ်ဘက်ကဖိအားပေးထားတာဖြစ်တယ်လို့လက်ရှိမှာတော့မြောက်ပိုင်းညီတော်မဟာမိတ်၃ဘွဲ့သိမ့်ပိုက်ထားတဲ့မူဆက်တရငတ်မိုင်မှာ ညီနောင်သုံးဘွဲ့ကသာထိန်းချုပ်ပြီးအခွန်ကောက်ခံမှုတွေတရားဝင်ကြေညာပြီးတော့လုပ်နေတာကိုအကြံဖတ်မင်းအွန်လိုင်းနဲ့ဗိုလ်ချုပ်တွေကကြေနပ်မှုမရှိပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဘာမှလုပ်မရဘူးလို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီတော့စကောင်စီကအဲ့ဒီနေဆက်ကုံတွေရဲ့လမ်းကြောင်းတွေကိုသူတို့စစ်တပ်ကထိန်းချုပ်လို့မရတော့တိုင်းသားလက်နက်ကိုင်းတွေအခွန်ရနေတာနဲ့ငွေတွေရနေတာကို ဖြတ်တောက်မယ်ဆိုပြီးသူတို့လုပ်လို့ရတဲ့တရားမဝင်ကုန်ပစ္စည်းတွေဖမ်းဆီးတယ်ဆိုတဲ့ပုံစံနဲ့လိုက်လံပိတ်ပင်နှောက်ယှက်နေတာဖြစ်တယ်လို့အခုမြန်မာနိုင်ငံမှာတရားမဝင်ကုန်ပစ္စည်းတွေကိုစစ်တပ်ကဖမ်းနေစီးတယ်ဆိုတာကလည်းစစ်ကောင်စီကတမင်တကာမဆားရတဲ့အမဲသဲနဲ့လိုက်ပတ်တယ်လို့လုပ်နေတာဖြစ်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အရှင်မကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရခိုင်ပြည်နယ်ကကြောက်ဖြူမြို့ကိုတက်ပြောင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ111ဒုတရင်မှုဗိုလ်မှူးဝင်းတန့်ဆိုသူဟာ အရခတတော်အေအေရဲ့စနိုက်ပါမိပြီးပွဲချင်းပြီးကိုသေသွားပြန်တယ်လို့ကြောက်ဖြူမြို့ကတိုက်ပွဲတွေမှာစစ်မှုထမ်းတပ်သားအစ်စ်တွေလည်းအများပြားကိုတင်နေကြတဲ့အပြင်ရာနဲ့ချီတဲ့စစ်သားတွေလည်းလက်နက်ချအလင်းဝင်းနာတွေရှိနေတယ်လို့စစ်တပ်သတင်းအရင်းမြစ်နဲ့ CDM ဗိုလ်ကြီးဇင်ယုံကရန်ကုန်ခေတ်တိကိုပြောပါတယ်။လက်ရှိအရခတတော်အေအေရဲ့စနိုက်ပါမိပြီးပွဲချင်းပြီးသေသွားတဲ့စစ်ကောင်စီဘက်ကခမာယာနှစ်တစ်တစ်ဒုတရင်မှုဗိုလ်မှုဝင်းတန့်စုတ်သူရဲ့နာရေးကြေညာစာထဲမှာလေ ဇွန်လ9ရက်နေ့ကနေထေသွားတဲ့အကြောင်းကိုရေးထားတာတွေ့ရပြီးဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲသူ့ရဲ့အာတုပရက်လည်ကိုမိသားစုတွေကလှုပ်သွားတယ်လို့သိကြပါတယ်အဲ့ဒီအချက်ပစစ်ကောင်စီတက်ရဲ့ဘုံမှုဝင်းတန့်ဆိုတဲ့သူဟာမြကြီးနာကမပခဌာနချုပ်ကနေမေလ26ရက်နေ့ကမှရခိုင်ပြည်နယ်ကြောက်ဖြူမြို့တက်ရင်ကိုလီချောင်းကနေပြောင်းရွှေ့ခံရတာဖြစ်ပြီးအခုတော့တလမပြည့်ခင်မှာပဲအရခတတော်အေးအေးရဲ့လက်ချက်နဲ့ပွဲချင်းပြီးကိုတိတ်သွားတာဖြစ်တယ်လို့စစ်တပ်တရင်ချင်းနဲ့စီဒီအမ်ဘူကြီးဇင်ယောကပြောထားပါတယ် လက်ရှိမှာတော့ရခိုင်ပြည်နယ်ကကြောက်ဖြူမြို့နယ်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများနေပြီးအဲဒီမှာစစ်မှုထမ်းတပ်သားအစ်စ်တွေလည်းတော်တော်များများပါနေသလိုရာနဲ့ကြီးတဲ့စစ်သားတွေလည်းလက်နက်ချအလင်းဝင်းနာတွေရှိနေတယ်လို့အေးအေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေစကိုင်းတိုင်းပလဲမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့တိုက်လေရင်ပစ်ချခံရတဲ့ကန်တောက်နေမြေစခန်းသိမ်းတိုက်ပွဲအတွက်စစ်ကူလာတဲ့စစ်ကောင်စီဘက်ကစစ်ကြောင်းမှုပါ တော်လန်ကြီးတပ်တွေရဲ့တိုက်ခိုက်မှုအတွင်မိုင်းထိထားပြီးစစ်ကြောင်းတစ်ခုလုံလဲတက်ပြတ်နေတယ်လို့တော်လန်ကြီးတပ်တွေစီအလင်းဝင်လာတဲ့တပ်သားထင်လင်းအောင်စုသူကပြောထားတယ်လို့ရမပင်ကမ်ပီတီတိုင်းစနေရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိမှာတော့ပလဲမြို့နယ်မှာရှိတဲ့အချက်ဖက်စကောင်စီတပ်ရဲ့ကန်တော့နေပြည်စခန်းသိမ်းတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေပြီးစကောင်စီဘက်ကတော်တော်ကိုအထိနာနေသလိုသူတို့စစ်တပ်ရဲ့တိုက်လေရင်မှာပြစ်ချခံထားရတဲ့အပြင်စစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းတွေကိုတော်လန်ကြီးပုံပုံတက်တွေက လမ်းတစ်လျှောက်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ချင်းမုန်းနေတယ်ဆိုပါတယ်အဲ့လိုတိုက်ပွဲတွေအတွင်းစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကစစ်ကြောင်းမှုကိုတိုင်းမှာမိုင်းထိပြီးဒဏ်ရာရထားတယ်လို့အဲ့ဒီစစ်ကြောင်းတစ်ခုလုံးလဲတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်ချင်းမုန်းမှုအတွင်းမှာပဲတက်ပြတ်နေကြတယ်လို့တော်လိုင်းတပ်တွေစီကိုစစ်ကြောင်းတွေကနေထွက်ပြေးပြီးအလင်းဝင်လာတဲ့တပ်သားထင်လင်းအောင်စုသူကပြောထားတယ်လို့ရင်မာပင်ခရိုင် PDF တရင်၁၂ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ စကိုင်းတိုင်းမုံရမြို့အခြေဆိုင်အချက်ဖက်စကောက်စီရဲ့အနောက်မြောက်တိုက်စစ်ဌာနချုပ်နမကအတွင်ကိုတော်လိုင်းတပ်တွေက short တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင် short တိုက်ဒုံး၃လုံးကပြစ်မှတ်ကိုထိမှန်ပောက်ကွဲသွားတယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ14ရက်နေ့ကပဲမုံရမြို့အခြေဆိုင်အချက်ဖက်စကောက်စီရဲ့အနောက်မြောက်တိုက်စစ်ဌာနချုပ်နမကအတွင်ကိုတော်လိုင်းတပ်တွေက short တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင် ရှော့တိုက်ဒုံး၃လုံးဟာစစ်ကောင်စီရဲ့နမခတက်အတွင်းတဲကိုကြောက်ရောက်ပောက်ကွဲသွားပြီးထိခိုက်ပျက်စီးမှုအခြေအနေနောက်ဆက်တွဲကိုဆက်လက်ထုတ်ပြန်ပေးပါမယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ပဲခူးတိုင်းကထန်းသမီးမြို့နယ်မှာစစ်အင်အားဖြည့်ဖို့ရောက်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တက်ခိုက်ရမှာစစ်ကောင်စီတပ်သားခေါနတ်ဦးကတော့အသေးသေးသိကုန်ကြပြန်တယ်လို့စစ်ကြောင်းလဲရှေ့ဆက်မတိုးရဲပဲရက်နေတယ်လို့တောင်ကူခိုင်ပီတီအမှတ်နှစ်တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ12ရက်နေ့ကစပြီး ထမင်းမြို့နယ်ကမြို့စိုးတံတားမှာစစ်အင်အားဖြည့်ဖို့ရောက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကိုတော်လည်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား9ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားပြီးတဲ့နောက်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာရှစ်ဆက်မတူရဲပဲရက်နေတယ်လို့တောင်ကိုခိုင်းပြီးတဲ့အမှတ်နဲ့တရင်ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းနမောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဂျေရွာရီကိုဝင်ရောက်စီးနင်းဓာတ်တွေလုပ်နေတဲ့အတွက်ဒေါ်လန်ရီတပ်တွေကနေနေစဉ်လိုက်လံတိုက်ခိုက်နေတယ်လို့ငပြည်မပြောက်ကြတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ကစပြီးနမောင်မြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာလက်ခုပ်ပင်ဂျေရွာအုပ်စုအတွင်းမှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာဂျေရွာရီကိုဝင်ရောက်စီးနင်းဓာတ်တွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီလိုခြေရွာတွေကိုဝင်ရောက်စီးနင်းဓာတ်တွေလုပ်နေတဲ့ အဂျပန်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်တွေကနေ့စဉ်လိုက်လံတိုက်ခိုက်ချေမှုန်းနေတယ်လို့အဲ့ဒီလက်ခုပ်ပင်ကျေးရွာအုပ်စုအတွင်းကပြည်သူတွေကတော့ဘေးလို့ရာကိုတိတ်ရှောင်နေကြဒါတွေလည်းရှိတယ်လို့ငပြည်မပြောက်ကြတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ